မင်္ဂလာပါရှင်ရှမ်းကိုမီဒီယာကကြိုဆိုပါရယ်တာချီလိုင်းတိုင်းရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နဲ့ပြည်နယ်ခရိုင်စင်ဌာနဆိုင်ရာများဒေတာဖွံ့ဖြိုးရေးတွိတ်ဆောင်ဆွေးနွေးတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်ရှိပိုင်းတာချီလိုင်းမြို့နိုင်ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နဲ့ပြည်နယ်ခရိုင်စင်ဌာနဆိုင်ရာများဒေတာဖွံ့ဖြိုးရေးတွိတ်ဆောင်ဆွေးနွေးခြင်းကိုအေပီလာ29ရက်မွန်လွယ်ပိုင်းကခရိုင်မြို့နယ်စုပေါင်းရုံးရှိ အစည်းအဝေးခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ် ရှေးဦးစွာရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကအဖွဲ့အမားစကားပြောကြားပြီးတာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ဝေတုံးကဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ အဲ့ဒီနောက်အခမ်းအနားသို့တက်ရောက်လာသည့်ပြည်내နှင့်ခရိုင်ဆင်ဌာနဆိုင်ရာတာဝန်ရှိသူများကမြန်မာထိုင်းနိုင်ငံနေဆက်ဒေသကုန်းငယ်ရေးလာမည့်နှစ်မိုးရာသီတွင်ရေကြီးရေလျှံမှုလျှော့ချနိုင်ရေးအတွက်ရေထိန်းနေရန်များဆောင်ရွက်ထားရှိမှုအခြေအနေများမြို့ရစီစဉ်နေသည့်ရေချောင်းရေမြောင်းများတန့်ရှင်းတာယာလပိုင်လုပ်ငန်းစဉ်များစသည့်အုပ်ချုပ်ရေးစီးပွားရေးလူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကိုတင်ပြဆွေးနွေးခဲ့ကြပြီးပြည်내ဝန်ကြီးချုပ်ဦးအောင်အောင်ကလိုအပ်သည့်များအားပေါင်းစပ်ညီနိုင် င်းဆောင်ရွက်ပေးခဲ့ပါတယ်။ဆက်လက်၍ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နဲ့တာဝန်ရှိသူများကမန္တလေးမြေငလင်းကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သည့်ဒေသများသို့ငွေကျပ်သိန်း2948တဒမ39ကျပ်ဒေသတုံးထိုင်ပန်းဝေး3သိန်း3800ဘတ်လူဒန်းခဲ့သည့်အလူရှင်များအောင်ဂုံပြုတ်မှတ်တမ်းလာများအသီးသီးပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။